နွေဦးမိသားစုပေါင်းတို့ရေအားလုံးပဲမင်္ဂလာပါနော်။နွေဦး Family Channel လေးကနေလည်းကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှလည်းဆရာခက်စော်ရေးသားထားသောတဝယ်နေစီ YouTube ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးသွားမှာပဲဖြစ်ပါရရှင်။တဝယ်နေစီအခန်းစနစ်လာခိုတိမ်ပုံသွားခဲ့ပြီးညောင်မောင်မောင်တဲ့ကြဆောင်ခဲ့သူတို့အတွက်ဒူဒူဒိတ်ဒိတ် ရှိုက်တန်တဲတဲများအထမ်းပကက်များတွေမှာဒဏ်ရာရသူများဤညဉ့်ညူတန်များ ပပလီတော်ကြီးထဲမှတာရဲတို့ဤမျက်လုံးရောင်စုံများရှေ့မှာကထွန်းရှိတယ်မောင်မောင်မဲမဲလေးပြုတ်ကြရင်ဒုက္ခများကုန်မယ်ဒီတော့ရောင်နီကိုခိတ္တဆောင်ပြီးမှခရီးဆက်ကြတာပေါ့ဒီနေရာမှာခဏနာမယ်ပုံမှုကြော်တင်ကအမိန်ပေးလိုက်ဤကထွန်းဆိုတာ၆ကံမကြီးရှိတယ်လို့ပြောတာကြီးကြီးပေတွင်ပဲအချိန်ကရောင်နီမဲမသိသည့်မောင်ရင်ရှင်ရောက်လာသေးတယ်နော်ကျုံးမင်ဘာဘာကြီးအောက်တွင် သူတို့နေအောင်ထိုင်လိုက်ကြဤ ကျန်သူများကလည်းသူ့အုပ်စုနဲ့ဒူနာနေကြသည်အခုဆိုစစ်တပ်ကအာဏာသိမ်းလိုက်ပြီဆိုတော့သူတို့တပ်တွေအခြေတကျဖြစ်တဲ့အခါခမားကိုတိတက်ပို့ပြီးတော့အသေးအံလိုက်ရှာကြမှာပဲမော်ရင်ကစကားဆသည် ရှင်အောင်ပါလို့အဲ့ဒီလိုထင်တာလဲခမားကနေဝင်းစစ်တပ်မှာရှော့ရှော့ပပအမေရိကန်စစ်သင်တန်းကဆင်းလာတဲ့အမျိုးသမီးအရာရှိလေးជីကြီးကပြုံးလိုက်၏ကျမသူတို့အတွက်အဲ့လောက်အရေးမပါဘူးထင်ပါတယ် ခုနကပြည်သူစစ်9ရောက်လောက်ဝိုင်းဖြစ်တော့ခမရတယောက်တည်းရအောင်ကုကန်ခဲ့တာနော်ဒါခမရရရေးချင်းမယ်လीအမှန်ဝင်ခံရရင်ကျွန်တော်တောင် community အဖြစ်တောခုခဲ့တာကြပြီ အခုဒီရန်သူစစ်သားတယောက်တောင်မပြစ်တတ်ခဲ့ရသေးဘူးပြီးတော့ခမရပြစ်တတ်လိုက်တဲ့အထဲမှာပြည်သူစစ်တွေတွေမှာကပဲစစ်တပ်ကနောက်ချန်ထားခဲ့တဲ့စစ်သားနှစ်ယောက်ပါတယ်ကျမတို့မာလီကိုကျမကာဝယ်လိုက်တာပါကျန်တာကျမခင်မဆိုင်ဘူးကျမတို့မာလီကိုဒီငရေတွင်ကမြင်မြန်ဆွဲထုတ်သွားဖို့ပဲ ငရဲတွင် ဟုတ်လားကျွန်တော်တို့လည်းအတူတူပါပဲဗျာဒီငရဲတွင်ကြီးထဲမှာ မောင်ရင်ကြီးပြောလက်ဆောင်စကားကရက်တန်သွားသည်ရှင်တို့ရွေချယ်မှုနဲ့ရှင်တို့လေကျမတွေ့ကြည့်မိပါတယ်ရှင်တို့ဒီလိုဒုက္ခဆင်းရဲတွေကြားရတဲ့ကနေသဘုံလုံးနေကြတာဘာအတွက်များလဲလို့ဒီမေကိုမျိုးကိုလွန်ခဲ့တဲ့ဆယ်စုနှစ်တွေကဖော်မူစာကျွန်းယူရီးယားကနေတစင်တဝဲမြေကိုဖျက်ပြီးဝင်လာတဲ့ဗမာလွတ်မြောက်ရေးတပ်မတော် PIA က ခေါင်းဆောင်တွေကိုလည်းမေးကြည့်ရမှာပဲမန်ချီချီကျွန်တော်တို့ဟာမန်ချီချီတို့စစ်တပ်ကဝါရဖြတ်နေတယ်လို့တယောက်ယောက်ကနိုင်ငံတစ်ခုခုကမြောက်ပြီလို့ဒီတော်လိုင်းကိုလုံနေကြတာမဟုတ်ဘူးစစ်ရဲတန်းကိုခါးစည်းခံခဲ့ရတဲ့ဒီမီဘော်ကလူထုလူတန်းစားတွေအတွက်ဒီလူငရဲကန်းကြီးကိုခါးစည်းခံဖြတ်တန်းနေကြတာပါအမျိုးသားတွေရောအမျိုးသမီးတွေပါတန်းတူရည်တူတက်ညီလက်ညီနဲ့ဒီငရဲကန်းကြီးပြီးဖို့စူးစမ်းနေကြတာပါမောင်ရင်ကြီးစကားအဆုံးတွင်ကြီးကြီးကအကြာကြီးငြိမ်သက်နေသည် ်ထို့ချိန်တွင်ပိုမှုကျော်တဲ့တခင်ပါစီနဲ့တဝဲအမျိုးသမီးသမက်ကခေါင်းဆောင်ဒေါ်တင်စိန်အပါဝင်အမျိုးသမီးများကသူတို့စီရောက်လာကြသည်ပိုမှုကျော်တင်ကជីကြီးရှေတွင်ထိုင်ချလိုက်သည်မက်ជីကြီးကျွန်တော်တို့တွေအခုပဲအရေးပေါ်အစီအွေတစ်ခု လုပ်လိုက်ပါတယ်အစီအဝေးဆုံးဖြတ်ချက်ရမက်ကြီးကြီးဟာပြီးခဲ့တဲ့တိုက်ပွဲမှာကျွန်တော်တို့ရဲ့အမျိုးသမီးများနဲ့အတူပါဝင်ကာဝယ်ခဲ့တယ်။မက်ကြီးကြီးနဲ့အဖွဲ့အစည်းတကူတည်းဖြစ်တဲ့ရန်သူစစ်သားတွေကိုတောင်ပစ်ခဲ့ပါသေးတယ်။ ဒီတော့ကျွန်တော်တို့အပေါ်မတ်ချီချီရဲ့ခြေစူးရှိနေပါပြီ။ဒီခြေစူးအတွက်မတ်ချီချီကိုပြန်လွတ်ပေးဖို့ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။ဒီဆုံးဖြတ်ချက်အတွက်ဘ ਹੁ ကအရေးယူမယ်ဆိုလဲဒီ unit ရဲ့ commander ဖြစ်တဲ့ကျွန်တော်တယောက်ပဲခံယူသွားမှာပါ။ပုံမှုချုပ်တင်ရေးစကားအဆုံးတွင်တပ်ပြင်းချတံများချလိုက်ရသည်။ကျမမပြန်ဘူး။ကျမတယောက်တည်းမပြန်နိုင်ဘူး။ကျမဒီကိုလာတာကျမထူမလေးကိုခေါ်ဖို့လာတာပါ။မူးကြည့်မပါပဲကျမပြန်မသွားနိုင်ဘူး။ တေချာစဉ်းစားပါအောင်မကြည့်ကြည့်ခမရအောင်ဒီလိုပြန်လွတ်ဖို့ဆိုတာကျွန်တော်တို့အချင်းချင်းတော့အတိုက်ခံတွေအများကြီးလုပ်ပြီးမှထွက်လာတဲ့ရလက်ပါအခုမိုးလင်းလာနဲ့ကျွန်တော်တို့ရဲဘော်တယောက်ကမကြည့်ကြည့်ကိုမော်တော်ကားလမ်းထိစဉ်နိုင်မဲ့လမ်းကိုလိုက်ပို့ပေးမှာပါကျမပြောပြီးပြီကျမရည်ရွယ်ချက်ကကျမရဲ့တဦးတည်းသောသွေသားဖြစ်တဲ့မိုးကြီးကိုပြန်ခေါ်ဖို့ပဲတမီးမလိုက်နိုင်ဘူးမိုးကြီးအတန်း အမီရှိစဉ်ကလေးကဒီရဲဘော်ရီနဲ့တမက်ကကအတော်ရီဟာတမီးရဲ့သွေးသားအရင်းချတွေပါပဲတမီးအသက်ကိုတော်လေးကြည်ကြည်ကဲကဲတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ဘလောက်တုခါရောက်ရောက်တမီးဒီကရဲဘော်ရီနဲ့ပဲနေခဲ့မှာပါပြီးတော့တမီးရဲ့အမေတမီးရဲ့ဦးလေးအတော်ရီတမီးရဲ့တငယ်ချင်းတွေကိုတတ်ခဲ့တဲ့စစ်တပ်မှလုံနေတဲ့ဒေါ်လေးနောက်ကိုပို့ပြီးတော့တောင်မလိုက်နိုင်ပါဘူးအရှိပဲစီမရောင်နေနေကမိုးကြီးမျက်နှာနုနုလေးပေါ်တွင်ဖြာကြနေပြီဖြစ်သည် အားလုံးခေတ္တများတိတ်ဆိတ်သွား၏စဉ်းစားပါမချီကြီးပုံမှုချော်တင်အတန်းကျမမိုးကြီးရဲ့အတော်တရားအနေနဲ့ရှင်နှုံးနဲ့လိုက်ခဲ့မယ်ကြီးကြီးကပြပြတတဆိုသည်ခမရကြောင့်စစ်တပ်ကကျုပ်တို့နောက်ကိုလာရင်းနဲ့ရွာသားတွေကိုတပ်ပစ်ခဲ့တာကျုပ်တို့ယူကြီးတီလာရှင်ကြီးကိုတပ်ပစ်ခဲ့တာအဲ့ဒါတွေရောခမရတီလာအခုလေခမရကကျုပ်တို့ကိုဒုက္ခလိုက်ပေးနေအောင်မလားအနီနာမှာအရေးပေါ်တူမှဒေါသတကြီးပြင်းထားပြောလိုက်၏ ရဲဘော်ထွန်းမှာဗိုလ်မှူးချုပ်တင်အတန်းကတင်မာသွားသည်ရဲဘော်ရဲ့တွေးခေါ်နဲ့ဒေါသကိုထိမ့်မှာဖက်စစ်စစ်တပ်ဟာဒီတိုင်းနဲ့ပြည်သူလူထုရဲ့အသက်အဝင်ကိုဖျက်ဆီးနေတာပဲမဟုတ်လားဒီကိစ္စတွေဟာဘယ်သူဘယ်သူကြောင့်မှမဟုတ်ဘူးတာဝန်အရှိဆုံးကဖက်စစ်စစ်တပ်ပဲဟုတ်ကဲမကြီးကြီးအချိန်မရှိဘူးရောင်နေလဲလာနေပြီဆိုတော့ခမရအမြန်ဆုံးဖြတ်ပါကျမဆုံးဖြတ်ပြီးပါပြီကျမတူမလေးမိုးကြီးကျမနဲ့ပြန်မလိုက်မချင် သူနဲ့အတူကျမရှိနေမှာပါပြီးတော့စစ်တပ်ဟာနိုင်ငံရေးမှာပါဝင်တာကိုကျမအစကတည်းကအယုံကြည်မရှိပါဘူးဒီတော့ကျမစစ်တပ်စီကိုပြတ်မသွားဖို့ဆုံးဖြတ်ပြပါပြီဒါဆိုပုဂ္ဂလိကအရေးကိစ္စနဲ့တော့ကျုပ်တို့စစ်ကြောင်းနဲ့ခမ ्या ကိုလိုက်ဖို့ခွင့်မပြုနိုင်ဘူးခမ ्या ရဲ့ဖက်စစ်စစ်တပ်မှာတာဝန်ထမ်းခဲ့တဲ့အတိတ်ကအတွေးခေါ်ရင်းဗီဇတွေကိုဖျောက်ဖျက်ပြရမယ်ဒီအတွက်ခင်ဗျားကိုအတွေးခေါ်တန်ရှင်းစီဖို့မိမိကိုယ်ကိုဝေဖန်ရင်းနဲ့သဘောတရားရေးရာတွေကိုလိလာဖို့အတွက် ပါတီပိုဟိုစီကျုပ်တို့တင်ပြပေးမယ်။ကျမသဘောတူပါတယ်။ကဲဒါဆိုအားလုံးရှေ့ဆက်ထွက်ဖို့ပြင်မယ်။အော်မကြီးကြီးဒီတော်တွင်ခမောက်ကိုကျွန်တော်တို့စောင့်ကြည့်နေမှာပါ။တခုခုဆိုရင်တော့ကျုပ်တို့စစ်ကြောင်းတခုလုံးလုံးကြုံရင်အတွက်ကျွန်တော်တို့လုံးတင်တာကိုလုံးမှာပါ။သူ့ကိုအနီးကစောင့်ကြည့်ဖို့နဲ့အတွေးခေါ်စီကြောဖို့ရဲဘော်မောင်ရင်ကိုတာဝန်ပေးတယ်။ဘုံမှုကျော်တင်တဲ့အဖွဲကအနာမပြန်လည်ထွက်ခွာသွားသည် ကြည်ကြည်နဘေးတွင်မောင်ရိန်နှင့်မိုးချီသာခြံရည်၏ရှင်နေကန်အကြာ1966ခုနှစ်မေလ၏နနေကင်းတကူအော့ကော်ဝစ်ဂျေရွာလောင်းလုံမြို့နယ်တောင်ပြပိုင်းရှင်မော်အနီကရွာကလေးအရှိဘက်တွင်တော့တဝဲမြဝါကျဲကျဲတောင်ကျော်လီအတိုင်းအနောက်ဘက်သို့ဆက်သွားရင်တော့ညောပြင်ရွာအဲ့ဒီနောက်မှာတော့တဝဲတို့ဤထမင်းအိုးပြင်လဲပြင်ချီဘိန်ထုံဘိန်ဘိန် ထုံပိန်အိုစီလင်ကွင်းမောင်ကြီးနဲ့ဝါလက်ကုတ်တန်အလိုက်တို့ဖြင့်မြိုင်လာသောမိုးခေါ်တီလုံးကအော့ကော်ဝဲဖုံတော်ကြီးကြောင်းဝင်းရှိကွက်လက်တွင် မြူးမြူးကြွားကြွားတင်းကြံကာလာပြင်းမြောက်တော်လဲဖက်စုံမိုးဖြင့်မရွာသေးသဖြင့်တဝဲရိုးရာငကုံးမရေမြူးဝဲကျင်းပါနေခြင်းဖြစ်သည်ဖုံကြီးကြောင်းရှိကွက်လက်တွင်မန်တက်ကြီးတို့ကအိုးစီဝိုင်းဖြင့်ကျင်းပါကြသည့်ငကုံးမရေမြူးဝဲ ၊ဒဝင်ရိုးရာ၊ရာဇဝင်လာ၊ဂောဝိန်နာရတိနှင့်ငခုံမာတို့မှရရှိလာသည်။ရှင်ဇံမင်းမှမိခင်ငခုံမာကိုပူဇော်သည့်ပွဲတစ်ဖြစ်လဲမိုးခေါ်ပွဲလဲဖြစ်သည်။မန္တကြီးအတွင်ကြေပလာကြီးတစ်ခုအတွင်ငခုံမာရုပ်ရှိနေ၏။ထိုကြေပလာကိုရေတလျှောက်သွေတန်းထားပြီးရွာသူရွာသားများကရေများတွန်လောင်းထဲကြရသည်။အိုးစီဝိုင်းကလည်းတဝဲရိုးရာမိုးခေါ်တခြင်းကိုမြူးကြွစွာတီးခတ်နေ၏။ကြည် လက်တစ်ဖက်ကជីជីပခုံးကိုဖက်လိုက်၏ជីជីကမောင်ရင်ကို ပြုံးပြလိုက်သည်အိမ်မှာဘုံမှုကြော်တင်တို့လင်မယားရောက်နေတယ်ဟဲဘလို့ဖြစ်တာလဲမောင်ရင်မျက်နှာကတိမ်မကောင်းပြန်ကြဆို့ကိုဝင်ရှင်လရှိနေပြီဖြစ်သောជីជីပခုံးကို မောင်ရင်ကဖေမကပွဲကင်းထဲမှထွက်လာခဲ့လိုက်၏ပြီးခဲ့သည့်ရှင်နေတာကာလအတွင်းမိုးကြီးအားဆောင်းရှောင်းရန်လိုက်လာခဲ့သောជីជីတယောက်စစ်တပ်အာဏာဒုတိယအကြိမ် ထပ်သိမ်းပြီး1963ခုနှစ်တွင်တော့မော်ရီနှင့်အိမ်အောင်ကြာသွားခဲ့ပြီးအိမ်ဆောင်ဆိုရသည့်1959ခုနှစ်တွင်ယူဝီကောက်ပွဲပြန်လုပ်ပေးပြီးနောက်အနိုင်ရပါတီဖြစ်သည့်သခင်နူဤပထမဆပါတီကိုအာဏာပြန်အပ်ခဲ့သည်သို့သော1962ခုနှစ်တွင်မူအာဏာ၏အရာတာကိုရစ်မှုပြီးဖြစ်သွားသည့်ဗိုလ်ချုပ်နေဝင်းမှာနိုင်ငံတော်အာဏာကိုအတင်းအဓမ္မပြန်လည်သိမ်းယူသည့်အထိဖြစ်သွားတော့၏ 1963တွင်ဗိုလ်ချုပ်နေဝင်ဤတော်လိုင်းကောင်စီအစိုးရသည်လက်နက်ကင်အင်အားစုများနှင့်ငြင်းချမ်းရွေးဆွေးနွေးပွဲများကိုစတင်ကံလန်လာသည်။တခင်ပါတိန်တင်ဦးဆောင်သည့်တရုတ်ပြည်ရောက်ဗမာပြည်ကမြနက်ပါတီဗဟုကော်မတီများသည်တော်လိုင်းကောင်စီအစိုးရအခွင့်ပြုချက်ဖြင့်ရန်ကုန်သို့ရောက်ရှိလာသည်။ထိုနောက်ပေါကောင်းမျိုးအနီးဘကိုးရုံးမစကန်တကူတွင်ကျင်းပသည့်ပြည်တွင်းဗဟုကော်မတီဝင်များနှင့်ဆွေးနွေးပွဲသို့တက်ရောက်သည်။ 1963စက်တင်ဘာလအတွင်းဒေါ်လန်ဤကောင်စီနှင့်ဗမာပြည်ကွန်မြူနီပါတီ၏ဆွေးနွေးပွဲများစတင်ပြီးနောက်သဘောတူညီချက်တစုံတရာမရဘဲဆွေးနွေးပွဲများရပ်တန့်သွားတော့၏ထိုကာလများအတွင်းဗိုလ်ချုပ်နေဝင်ဤတော်လိုင်းကောင်စီမှစစ်စင်ရေးကြီးများပြုလုပ်ခြင်းမရှိဘဲတော်လိုင်းကောင်စီအစိုးရတည်မြဲရေးကိုသာဆက်လက်ယုံကန်နေခဲ့သည် 1959ခုနှစ်ကပင်တက်ပြေးအဖြစ်ကြီးညာခံလိုက်ရသော ကြီးကြီးမှာပမာပြည်ကွန်မြူနစ်ပါတီ၏လေးလာသူပါတီဝင် အဖြစ်အသေးမှတ်ပြုခံခဲ့ရပြီးဖြစ်သည်ဂျဝဲအမျိုးသမီးတမက်ကတွင်မိုးချီကလည်းလူငယ်ကောင်းဆောင်တစ်ယောက်ဖြစ်လာနေ၏ပီကင်းပြန်အမျိုးသမီးအချို့နှင့်အတူမိုးချီသည့်ကျေးလဲဒေသများ တော်ရင်ပြောက်ကြားဒေသများမှပြည်သူလူထုများအတွေ့ကျန်းမာရေးပညာရေးလုပ်ငန်းများကိုလိုက်လံကူညီလှူဆောင်ပေးခဲ့သည် နယ်လဲစီကျော်ဖို့အိမ်များနှင့်ခြေလဲဒေသများတွင်လှည့်လည်စီကူခြင်းများပြုလုပ်ပေးခဲ့သည်တဝဲအမျိုးသမီးသမက်ကဤလာတူစည်တင်နှံများရက်တူကျမ်းမာဤပညာပေးတင်နှံများလှူဆောင်ရာတွင်တဝဲအမျိုးသမီးသမက်ကနှင့်အတူမူကြီးကစီယုံရေးခေါဆောင်အဖြစ်ပါဝင်ခဲ့ဤ1963တွင်မောင်ရင်းနှင်းကြီးကြီးအိမ်အောင်ပြုလိုက်ကြပြီးနောက်နှစ်နှစ်အကြာမှပထမဆုံးကိုဝင်ကိုဆောင်ရခြင်းပင် စစ်စင်ရေးအခြေအနေများကလည်းငြိမ်သက်နေပြီးကြီးကြီးကိုဝင်လဲလာရင်နေပြီးဖြစ်သဖြင့်ပါတီမှာမောင်ရင်းကိုမြေပေါ်ယူကြည်ဆက်သွယ်ရေးတာဝန်ခံအဖြစ်အော့ကော်ဝစ်ခြေရွာတွင်အသွင်ယူနေထိုင်စေခဲ့ခြင်းဖြစ်သည်မမတင်အင်ချန်ဝင်တဲ့ရောက်သည့်နေ့ပုံမှုချော်တင်ဇနီးဒေါ်တင်စင်ကကြီးကြီးထံလှမ်းလာကဖေးမာလိုက်၏ပုံမှုချော်တင်ကလည်းကြီးကြီးကိုပြုံးပြလိုက်သည်နှွေခေါင်ကအနှွေရဲထူထူကြီးဝတ်ထားသည့်ပုံမှုချော်တင်ပုံစံမှာမော်ဟိုင်းနေ၏ ထို့နောက်ဘုံမှုကြော်တင်ကို မောင်ရင်တို့ကတွဲကအိမ်အပေါ်ထဲသို့တက်သွားကြ၏ဘလို့ဖြစ်ကြလို့စကန်ကနေရွာထဲကိုဆင်းလာကြတာလဲမမတင်ရင်ဘုံမှုကိုကြည်ရတာလဲနေကောင်းမမရဘူးတို့ကြည်ပဲမဟုတ်ဘူးជីကြီးတက်တွေအကုန်လုံးပြူအားရအောက်ဘက်ကိုဆုတ်ပြီးမှခန်းတိုက်ကြမလို့စစ်တပ်ကအရှိဘက်ကန်တရချောင်းဘက်မှာအယောင်ပြပြီးလှုပ်ရှားနေပြီလောင်းလုံးကိုရုတ်တရက်ဝင်လာမယ်လို့အတွင်တရင်ရထားတယ် ဒါကြောင့်တက်တွေကိုအသာလေးဒီဘက်ကိုအဆုပ်ပြပြီးမှ သူတို့ကိုချောင်းပိတ်တိုက်ကြမလို့မမတင်တော့ရောဘာလို့တခါလေးလိုက်မသွားတာလဲနေနို့ပုံမူလေးငှက်ဖျားဖြစ်နေတာလမ်းဆက်လျှောက်ဖို့မနိုင်တော့လို့ထန်းစင်နဲ့ကော်မဲဆိုတော့လေသူကသူ့ကြောင့်စစ်စင်ရေးမှာဝင်းဒိုးဝင်ဖို့ဖြစ်မှာစိုးနေတာနဲ့အော့ကော်ဝင်မှာတရက်နှစ်ရက်နေပြီးစီးစရာနဲ့ပြပြီးမှလိုက်သွားကြမယ်ဆိုပြီးဒီကိုဝင်လာတာပဲပြီးတော့ကြီးကြီးကိုဝင်ကိုလည်းမမတင်ကဝင်ကြည့်ချင်တာလဲပါတယ် ်ထိုအချိန်တွင်ဂျိုင်းတော့လေးနေမူကြီးကအိမ်တွင်သို့ဝင်လာ၏ဟင်ဒါနဲ့မူကြီးရောဟင်စိတ်ချပါကြီး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 မာခဲ့တဲ့အတိုင်းတို့တွင်မူကြီးကိုစောင့်ရှောက်ထားပါတယ်သူကိုအစောကြီးကလေးကလုံကြုံနဲ့မော်သုံးစကန်းကိုပို့ထားပြပါပြီတမက်ကအတွက်လဲသူက အတော်လေးကိုအားကိုးရပါတယ်ထိုအချိန်တွင် မောင်ရင်က အောက်သို့ပြန်ဆင်းလာ၏ကြီးကြီးကိုဆေးစရာတော့ပြန်လိုက်အောင်မယ်ဘုံမှုတို့ကိုထမင်းချက်ချွေဖို့လုပ်ထားပါအောင် အမလီဟင်စာနဲ့စံထားတဲ့နေရာသာပြငါချက်လိုက်ပါမင်းမောင်ရင်ရဲ့မင်းမိမနေစီလာစီကိုမခိုင်းပါနဲ့ဒေါ်တင်စိန်ကမောင်ရင်ကိုခက်ဟောက်ဟောက်လေးပြောလိုက်သည် စီးစရာပြန်ကြွသွားခဲ့ပြီးအိမ်ရှိကန်တွင်ဒေါ်တင်စိန်ကငှက်ပြားထားနေသောခင်မုံဖြစ်သူကိုကျဆွပြုတ်ပူပူနှွေးနှွေးခွန်တိုင်နေသည် မောင်ရင်ကသူဤစတင်ကန်တဲ့နဲ့ကိုဝှက်ထားရမှထုတ်ယူပြီးအိမ်ခန်းထဲတွင်တိုက်ချွတ်နေ၏ ကြီးကြီးကတော့ကိုဝင်နေမှုအခန်းထဲရှိကရင်တွင်လဲလျောင်းနေသည်ဒွန်းတနတ်တန်တစ်ချင်းဘာကောက်ပါကြော်တဲ့ခမ ्या ကိုဗမာတက်မတော်ကဝိုင်းထားပြီးပြန်ခုခံဖို့မကြိုးစားပါနဲ့အပြင်မအော်တန်းကြောင့်မောင်ရင်က စတင်ကန်ကြီးကကို အမြန်ကောက်တက်လိုက်သည်မတင်စင်ကလေးခါးကြတွင်အတင်ထိုးထားသော၆လုံးမျိုးတနတ်ကိုထိုးလိုက်၏ဟုတ်ကဲ့ပါရှင်ဆရာခက်စော်ရေးသားထားတဲ့ ဒဝေနင်းစီဝိတုမအကန်စနစ်ကိုဖျက်ပြပေးခဲ့တာပဲဖြစ်ပါရင်ရှင်။ကျန်တဲ့အပိုင်းတွေကိုလည်းစောင့်နေနိုင်ပြီကြပါအောင်။